အလုံးမန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကန်ခဲ့တဲ့ကျွန်တော်တို့အဝေးကွင်းဖြစ်တဲ့ North Hall ရဲ့ကွင်းမှာတော့ကန်တော့ကျွန်တော်တို့တူတူတည်ကြလာတယ်တူတူတည်ကြလာတဲ့ရာလက္ခဏာတကယ်အပေါင်းလက္ခဏာဆောင်တဲ့ရာလက်ပါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကပုံမှန်အတိုင်းပါပဲကစားအားတွေလည်းမကြခဲ့ဘူးเนาะအကောင်းဆုံးလဲကစားခဲ့ကြတယ်ဒီပွဲကိုကျွန်တော်ထိုက်ထိုက်တန်တန်နဲ့တည်ကြတော့တယ်ပေါ့ဗျာတစ်ဖက်က Northern Forest အသင်းကလည်းကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့လည်းတန်းစင်းစုံကနေလွတ်ဖို့ เนาะသူတို့ရဲ့နီးပြကလည်းဒါနီးပြအစ်စ်ပေါ့เนาะတန်းစင်းစုံကနေလွတ်ဖို့ဆိုပြီးတော့သူတို့အင်ကွင်းလဲ PV နဲ့သူတို့ရဲ့စူးစမ်းအထုံးမှုတွေလည်းတော်လေးကောင်းတယ်ဒီပွဲ Northern Forest လည်းတော်ကောင်းတယ်အဲ့တော့ကျောတော့ Manchester United အသင်းကဒါဟိုးအရင်တော့အနေထားဆိုလို့ရှိရင်ဒီအနေထားမှာကျွန်တော်တို့ဘယ်တော့ရှုံးလာမလဲမသိဘူးပေါ့အဲကျွန်တော်တွေးမိကြလေအဲ့တော့ဒါပေမဲ့ကျွန်တော်တို့အဝေးကွင်းဆိုပေမဲ့ကျွန်တော်တို့ Manchester United အသင်းကပုံမှန်ပဲခြေစွမ်းနေတာညီ ဒါငင်းငင်းရှင်းရှင်းเนาะမြဲမြဲဆက်ဆိုင်ပြဒါကွဲကိုထိမ့်ချုပ်ပြီးတော့ကစားခဲ့ကြတယ်ဗောဗျာပထမပိုင်းဆိုအစီစီဒါ34မိနစ်မှာကကြီးရဲ့ twin goal နဲ့ကျွန်တော်တို့မချက်တိုင်းနဲ့တက်ကဥဆောင်ပြီးတော့ပထမပိုင်းကိုဒါထိမ့်ချုပ်ပြီးကစားခဲ့ကြတယ်ဗောနောက်ထပ်ကျွန်တော်တို့ဒုတိယပိုင်းပွဲဆစားခြင်းဒါနှကိုခဏလေးနဲ့ပြန်ပေးလိုက်ရတယ်အဲ့ဒီနှကိုကတော့ကျွန်တော်ဒုတိယပိုင်းပွဲဆစားခြင်းပါပဲ48 50အဲ့တော့ဒါထဲမှာ69 50 50 သုံးမိနစ်ပဲကြာတယ်ဒါအချိန်တိုးတွင်းလေးမှာကျွန်တော်တို့ဒါဒူပြပန်းအချိန်တိုးတိုးဒီတိုးတိုးလေးဒီသုံးမိနစ်အတော်တွင်းမှာပေါ့နော်သုံးမိနစ်တော်တွင်းမှာကျွန်တော်တို့နှစ်ခုပြစ်လိုက်ရတယ်ဒါဒီကိစ္စကတော့ကျွန်တော်တို့ဘသူပြစ်တယ်လို့တင်ရမလဲမသိဘူးတွေ့မလဲကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရညံ့လို့လားဆိုတော့လည်းမညံ့ဘူးเนาะကောင်းလဲကောင်းခဲ့တယ်เนาะအဝီကွင်းဆိုပေမဲ့အကောင်းဆုံးကြိုးစားပြီးတော့ဒါအကောင်းဆုံးတွေရင်ဆိုင်ခဲ့ကြတယ်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ဒါစိတ်တပန်းဆိုင်ရာတွေကအစတာ တော့နှစ်ကိုးသွင်းခံလိုက်ရတာတော့စိတ်တည်းမချဘဲနဲ့ကျွန်တော်တို့ပြန်ပြီးတော့ Manchester United တည်နေတက်သားပါဆိုပြီးတော့ဒါ PPCC ပြန်ပြီးတော့ဒါ PPCC နဲ့ကန်နိုင်ခဲ့တယ်ပေါ့ဗျာ CC လို့လို့နိုင်ဒါကျွန်တော်တို့ Manchester United ရဲ့ကစားကွက်ကတော်လေးစီးလာတယ်เนาะတောင်တောင်နားလေးမှုတွေလည်းတော်တော်လေးကောင်းလာတယ်အဲ့တော့ဒီဒုတိယပိုင်းဒါနှစ်ကိုးပြန်ပြေးလိုက်ရတာကိုကျွန်တော်တို့ပြန်လေးရှင်းပါဦးလဲကျွန်တော်တို့ Manchester United ကအကောင်းဆုံးကြိုးစားတယ်ဒါ ကျွန်တော်တို့မှာတရားကူညာအံဘူဘူးနော်နံပါတ်တစ်ဖက်ကအာမတ်ဒီယာလိုတို့နော်နောက်ထပ်ဒါလော့ဒါလော့ကိုတော့လူစားလေးလိုက်တာတော့တွေ့တယ်ဒါလော့ကအဲ့ဒီနေရာမှာဝင်းဆိုပေမဲ့ तू ကရန်ကြီးမလုပ်ပြနိုင်တော့ဒါအမိုရင်းနေနဲ့ထုတ်ပြီးတော့ဒါပက်ထရစ်တော့ကိုနဲ့အစားထိုးပြီးတော့ပေါ့နော်ဒါပက်ထရစ်တော့ကိုဝင်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပို့ပြီးတော့ဒါဘေးနှစ်ဖက်ကပို့ပြီးတော့တောင်ပန်းနော်တောင်ပန်းတွေလည်းမြိုင်လာတဲ့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ကစားတွေပြန်ပြီးတော့လည်းတက်လာတယ်နော် ပုဂ္ဂဒါရှင်80ကျော်မှာဒါချုပ်ချက်ခန့်နေတဲ့ဂျာရဲရနေကျွန်တော်တို့အာမက်ဒီယာလိုကဒါပြန်ကန်ထွက်လာတဲ့ပေါ်လုံးအာမက်ဒီယာလိုကဒါမြေမကြပေါ်ပိတ်သွင်းခဲ့တယ်ပေါ့ဗျာပိတ်သွင်းလိုက်တော့ဒါတူတူပြေဖြစ်သွားတယ်ကျွန်တော်တို့ပော့စကိုရဲ့ twin core တွေကိုတော့ပြန်မြင်အောင်မိတယ်ဒီအာမက်ဒီယာလိုရဲ့ twin core ကဒါ ်အမက်တီးရလိုလေးကဒီနေ့တော်တော်လေးလှုပ်တယ်တော်တော်လေးကောင်းပါတယ်နော်သူ့ရကန်ချက်တရားဒါထိုဘက်ကတစ်ဖက်ကကိုသမားလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဖမပိုင်းကလေးကတလုံးကန်ခဲ့တာလည်းကိုသမားကာတယ်အဲ့တော့ဒီချက်တွေကိုကြည့်လိုက်တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်သင်းရတာမညံ့ခဲ့ပါဘူးတော်တော်အကောင်းဆုံးလဲကြိုးစားခဲ့တယ်နော်တစ်ဖက်ကတအားတွေဖီအားတွေများပြီးတော့တအားတွေတန်းစင်းစုံလေးရောက်နေတဲ့တော့တော်လေးယုံကန်နေကြတဲ့ဒါသူတို့ဂျော်ဒန်ဖိုရစ်ကမနစ်ကအသေးအတန်ကိုတိုက်တာနော်အသေးအတန်ကိုသူတို့ဒါ တော်တော်လေးကိုဒါလှုပ်လှုပ်တာလှုပ်တယ်လို့ပြောလို့ရတယ်။ဒီလိုလေးကောင်းလာတယ်လို့ပြောလို့ရတယ်။အင်းဒီကနီးပြိုင်နေစားလို့ပြောရင်လည်းကျွန်တော်တို့ Manchester United အသင်းကဒါအဝေးကွင်းလဲအဝေးကွင်း၃ဘွဲ့ဆက်နိုင်ပြီးတဲ့နောက်ပိုင်းမှာဒါ၃ဘွဲ့ဆက်နိုင်ပြီးတဲ့နောက်ပိုင်းမှာတဘွဲ့သေးကျသွားတာကတော့ဘာမှတော့ဒါကြီးထွေထူးပြောစရာလည်းမရှိပါဘူး။ကျွန်တော်တို့ Manchester United တရင်းနီတပ်သားတွေအကောင်ဆုံးစူးစမ်းခဲ့ကြတယ်။အကောင်ဆုံးလဲဒါပွဲရလတ်တစ်ခုကိုအကောင်ဆုံးလဲပုံဖော်ခဲ့ကြတယ်။ကျွန်တော်တို့အကောင်လုံးဒါ Bruno Fernandes ပါဝင်တသိန်းလုံးအနေထားနဲ့တော်လေးဒါ စားသမားတွေအနေနဲ့လည်းဘသူမှဒါလက်ညှိုးထိုးစရာမရှိအောင်ကောင်းခဲ့ကြပါတယ်ကောင်းလဲကောင်းတယ်ပေါ့နော်ဒါဒေါ်လေးလည်းစူးစမ်းခဲ့ကြတယ်အဓိကကတော့ကက်ရှမီရိုကြီးကတော့ဒေါ်လေးတာဝန်အခြေတဲ့ကက်ရှမီရိုကြီးကဒီကွင်းလင်တနေရာနဲ့ဟိုဘက်ဒီဘက်အကောင်လုံးဘေးလန့်ဖြစ်အောင်လုပ်ပေးတဲ့နေရာတွေမှာကက်ရှမီရိုကြီးကဒေါ်လေးကိုဒါအဆင်ပြေတာကိုတွေ့ရတယ်ကက်ရှမီရိုအနေနဲ့ဒီပွဲမှာဒေါ်လေးလှုပ်ပြခဲ့တဲ့အသက်ကြီးပေမဲ့ဒါသူကိုယ်တိုင်တကိုးသွင်းပြီးတော့ဒေါ်လေးလည်းဒါကက်ရှမီရိုအနေနဲ့ယုံပြတယ် ဒီအချက်လေးတွေကိုကြည့်သွားပြင်ဒါကက်ရှမီရိုကြီးရတာအသက်ကြီးပေမဲ့ပျက်စီးသေးပါဘူးဆိုတာကိုဒါသူလည်းပြသနေတာပဲကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရသူ့ကိုသက်တမ်းတိုးဖို့တော့လိုအပ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီပွဲနဲ့ပတ်သက်ပြီးတော့ထွေတူပြောစရာမရှိပါဘူးလေကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ကအဝေးကွင်းမှာဒါအကောင်းဆုံးစူးစမ်းခဲ့ကြပြီးတော့ဒါတီတမက်ကိုခွဲယူနိုင်ခဲ့တဲ့ပေါ့တစ်ဖက်ကဒါနော်ဖော်လီယာလေးဘာဆိုလာဆိုတဲ့အနေထားမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့တရက်နေတက်တာတွေကလည်းအကောင်းဆုံးစွမ်းဆောင်ရင်နဲ့ဒါတီတမက်ရယူနိုင်ခဲ့တာကတော့ဒါကျင်းနေရမှာပါ ါကျင်းတဲ့ဆရာပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစနေပြကျမ်းမာချမ်းသာကြပါစေ